ဂရိန်ဝါမှာပိမိနေတဲ့ခင်ပွန်းတဲ့နဲ့တမီနီယောရဲ့ dead body ကိုတွေ့ခဲ့ရကြောင်းယူကျုံမရဖြစ်နေတဲ့မန်နင်းနှင်းရွှေပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မစ်နောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်မန္တလေးကဂရိန်ဝါဟိုတယ်ပြိုချပြက်စီးမှုမှာပိမိနေတဲ့ခင်ပွန်းတဲ့နဲ့ချစ်စရာကောင်းတဲ့တမီလေးနှစ်ယောက်ကိုအသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့်တောင်းစုတွေမပြေဝခဲ့တာကတော့မန်နင်းနှင်းရွှေပါ မန္တလေးရွှေမာခင်ပုံးတိုင်နဲ့အတူချက်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားရဖြစ်ပြီးနွေရသည့်အပန်းဖြေခရီးအတွက်ပြည်ဦးလယ်မြို့ကိုသွားဖို့အတွက် Great World Hotel မှာတဲခိုဆောင်ဆိုင်နေရဖြစ်ပါတယ်။ဒီလိုနဲ့မက်စလာ28ရက်နေ့ငလင်းလောက်ခတ်ချိန်မှာ Great World Hotel ကြီးပြိုကျသွားခဲ့တယ်လို့မန္တလေးရွှေခင်ပုံးတဲ့သမီးကလေးနှစ်ယောက်နဲ့အတူအိမ်အကူမိန်းကလေးပါပိတ်မိသွားတာဖြစ်ပါတယ်။ဒီလိုနဲ့မန္တလေးရွှေခင်ပုံးနဲ့သမီးလေးအပြင်တခြားလူပေါင်းများစွာပိတ်မိခဲ့ပေမဲ့ဘာကြောင့်မှမသိပဲ Great World Hotel ဘက်ကလူတွေကိုကယ်ကျင်ခွင့်မပေးဘူး။ ခဲ့ပါဘူး။အထူးသဖြင့်ကယ်ဆယ်ရေးအဖွဲ့တွေကိုဝင်ရောက်ခဲ့ပိတ်ပင်ခဲ့ပါတယ်။ဒါကြောင့်လည်းမန္တလေးရဲ့နာမည်ကျော် Grey World Hotel ကြီးကတော့အခုချိန်ထိကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးအောင်မလုပ်နိုင်သေးပါဘူး။မတ်လ28ရက်နေ့ကအခုဆိုရင်တော်တော်လေးကိုကြာမြင့်လာပါပြီ ဒီလိုမျိုးအတော်လေးကိုကြာမြင့်နေခဲ့ပြီဖြစ်တဲ့အချိန်မှာဟိုတယ်ထဲမှာပိတ်မိနေတဲ့သူတွေအနေနဲ့အသက်ရှင်ဖို့ဆိုတာတော်တော်လေးခက်ခဲနေပြီဖြစ်ပါတယ်။ဒါမဲ့လည်းခင်မုံဖြစ်သူနဲ့သမီးလေးနှစ်ယောက်ကိုပိတ်မိနေတဲ့ပုံမှာပြန်မတွေ့ရမချင်းလက်မလျှော့နိုင်ပဲမရရအောင်ကဲထုတ်မယ်လို့မနေနေရွှေကအတင်းထားပါတယ်။သူမအနေနဲ့ခင်မုံဖြစ်သူနဲ့အတူသမီးလေးနှစ်ယောက်ကိုလက်လွတ်လိုက်ရမယ်ဆိုတာမနေနေရွှေအနေနဲ့ဘလို့မှမတွေးနိုင်အောင်ဖြစ်နေခဲ့ရှာတာပါ။သူမရဲ့စိတ်ထဲမှာတော့ခင်မုံတဲ့နဲ့သမီးလေးနှစ်ယောက်ကကျမ်းမာစွာနဲ့အသက်ရှင်နေလိမ့်မယ်လို့ယုံကြည်နေကြရပါ။အထူးသဖြင့်ဟိုတယ်တွေကလွန်မြောက် လာသူတွေကမန္တလေးရွှေရခင်ပေါ်နဲ့သမီးလေးနှစ်ယောက်အသက်ရှင်နေကြောင်းပြောခဲ့ရကြောင်းငလင်လောက်ခဲ့တဲ့နေကလေးကနေအဲ့ဒီဟိုတယ်နာကနေတပူအားမမခွာပဲကဲထုတ်နိုင်ဖို့အတွက်စူးစမ်းနေကြရဖြစ်ပါတယ်။ဒါပေမဲ့လည်းသိတဲ့အတိုင်း Grey War Hotel ကြီးကကဲတင်ခွင့်မပေးတဲ့အတွက်သူတို့တွေဒူးထောက်တောင်းမနာတောင်းမှအแทးကိုဝင်ရောက်ခွင့်မပေးခဲ့ပါဘူး။ဆယ်ရက်လောက်ကြာတဲ့ချိန်ကတော့ဘလို့မှမတက်နိုင်တော့တဲ့အတွက်ဟိုတယ်ကိုဖြိုချပြီးတော့ဓာတ်ပေါ်ရီရှာဖွေဖို့ထုတ်ဖို့လှုံ့ဆော်ခိုင်းခဲ့တယ်လို့သိရပါတယ်။အခုခါမှာတော့မန္တလေးရွှေရခင်ပေါ်နဲ့သမီးလေးနှစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့ ပြီလို့သိရပါတယ်။ဂရေဝဟတဲ့ပြိုကျမှုမှာပိတ်မိနေတဲ့ခင်ပွန်းတဲ့နဲ့သမီးလေးတွေရဲ့ dead body ကို73ရက်မြောက်နေ့မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။မင်းနင်းရွှေရဲ့ခင်ပွန်းဖြစ်သူကသမီးလေးတွေရဲ့အပေါ်ကနေကာကွယ်ပေးထားတဲ့ပုံစံအတိုင်းလေးပဲ။ကွယ်လွန်နေရကိုတွေ့ရှိခဲ့တယ်လို့မိသားစုဝင်တအူးကဆိုပါတယ်။ဒါအပြင် dead body ကပုံတောင်မပြတ်သေးတယ်လို့ကလေးတွေကလည်းအိတ်နေတယ်လို့ဖြစ်နေကြအောင်မင်းနင်းရွှေတယောက်ကတော့ရင်ခွဲရပါတယ်။ တကယ်လို့ Grey War Hotel ဘက်ကသာအမြန်သာရှာခွင့်ပေးခဲ့ရင်ဒီလိုမျိုးအသက်မဆုံးရှုံးတာဖြစ်နိုင်တယ်လို့မိသားစုဝင်တအူကစိတ်မကောင်းစွာနဲ့ပြောခဲ့ရပါအထူးသဖြင့်မန်နင်းနှင်းရွှေကသမီးလေးတွေနဲ့ခင်ပွန်းတဲ့ကိုတွေ့ခွင့်ရဖို့အတွက်ကဲတင်ခွင့်ရဖို့အတွက်မီဒီယာတွေကနေတဆင် Grey War Hotel ဘက်ကိုမကြခဏတောင်းဆိုနေခဲ့ရပါအခုခင်ပွန်းတဲ့နဲ့သမီးလေးကိုရှာတွေ့ချိန်မှာတော့ရုပ်အလောင်းကိုသာရှာတွေ့ခဲ့တယ်လို့ဖခင်ကသမီးလေးတွေကိုနောက်ဆုံးချိန်ထိကာကွယ်ခဲ့တာကိုသိရလို့လေအားလုံးကစိတ်မကောင်းဖြစ်ကြရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော မန္တလေးရွှေရဲမိသားစုလေးကွယ်လွန်သွားမှုပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်